ဘလုံးလောကကြီးရဲ့မှာတကယ်ကို underrated mentality monster တွေရှိတယ်။တကယ်ကိုစိတ်သက်ပိုင်းဆိုင်ရာအရန်ကိုကြံ့ခိုင်ရတဲ့ player တွေပေါ့နော်။ဆိုတော့ဒီ player တွေတဲကမှ Manchester United အတွက်မှာကစားနေတဲ့ underrated mentality monster player အယောက်ကြောင့်ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ တော့အားလုံးပဲမင်္ဂလာပါ Yesport TV ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်က Manchester United နဲ့တင်မှာကစားနေတဲ့ Mentality Monster Player တယောက်ကြောင့်ကိုပြပြပေးသားမှာဖြစ်ပါတယ်သူကတော့ Harry Maguire ပါဒါလက်ရှိမှာအသက်30နှစ်မှနှစ်နှစ်ရှိပြီဖြစ်တဲ့ Harry Maguire ကတကယ်လို့စိတ်ဓာတ်ပိုင်းဆိုင်ရာအရာကြံ့ခိုင်တဲ့ကစားမတယောက်လို့ပြောလို့ရတယ်ပြီးတော့အရန်အရန်ကိုမှ Professional ဆန်တဲ့ Player တယောက်လို့ပြောလို့ရတယ်ဆိုတော့ Harry Maguire ကအသက်17နှစ်အရွယ်လောက်မှာကလေးက Sheffield United တင်ရဲ့ Academy ကိုစတင်ပြီးတော့မှရောက်ရှိခဲ့တယ်အဲအသက်17နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့သူ့ရဲ့ကစား ောင်းမှာဘောကပထမဦးဆုံးအကျင့်ဖြစ်တဲ့ပွဲဦးထွက်ကစားကွင်းရရှိခဲ့တယ်။ဆိုတော့ Sheffield United တင်မှာ Harry Maguire ကပွဲပေါင်း100နဲ့မှ30ကျော်ကစားကွင်းရခဲ့ပြီးတော့ Sheffield United တင်ရဲ့တနင်္လာအကောင်းဆုံးကစားမဆုကိုလည်းရရှိခဲ့ဘူးလေ။ဆိုတော့ဒါမဲ့အဲ့ဒီနောက်ပိုင်းပေါ့နော်။ဒါ2014ခုနှစ်မှာ Harry Kane တင်ကို Harry Maguire ပြောင်းသွားတယ်။ဆိုတော့ Harry Kane တင်ကိုပြောင်းသွားတဲ့အချိန်မှာအနေရသိမ့်မရဘူး။ပေါ်ထွက်ခွင့်သိမ့်မရဘူး။ဒီလိုပဲဟိုရှားတင်တွေစီကိုအငှားချခြင်းခံရတယ်။ဒါပေမဲ့နောက်ပိုင်းမှာ Harry Maguire ရဲ့ကြိုးစားမှုတွေကတပြေးပြေးနဲ့အရာထင်လာခဲ့တယ်လို့ပြောလို့ရတယ်။ Harry Kane တင်မှာတပြေးပြေးနဲ့ Maguire ကနေရ ာရရှိလာခဲ့တယ်။ဆိုတော့အဲဒီနောက်မှာ Harry Maguire ရဲ့ကစားသမားဘောကိုလုံးဝနောက်တစ်ဆင့်မြင့်တက်သွားစေနိုင်လောက်တဲ့အပြောင်းအရွှေ့တစ်ခုဖြစ်ပေါ်လာတယ်။အဲဒါပါလဲဆိုတော့ဒီ2019ခုနှစ်မှာ Leicester City အသင်းကို Harry Maguire ကရရှိသွားခြင်းပဲဖြစ်တယ်။ဆိုတော့ Leicester City အသင်းကိုရောက်သွားတဲ့အချိန်မှာသူ့ရဲ့ဒီအမြင်ပေါ်အားသာချက်တွေဒါခေါင်းတိုက်သွင်းကိုကောင်းမွန်မှုတွေကဒါပရိသတ်တွေရဲ့တကယ်ကိုအကြိုက်တွေ့လာတဲ့ကစားသမားတယောက်ဖြစ်လာတယ်။အဲ့ထက်ပိုပြီးကောင်းတဲ့အချက်ကပါလဲဆိုတော့ Harry Maguire ကဒီ Leicester အသင်းမှာကစားနေရင်းနဲ့ဒါအင်္ဂလန်နိုင်ငံရဲ့လေဝေးစင်ကစားသမားတယောက်ဖြစ်လာတယ်။ဆိုတော့အင်္ဂလန်လေဝေးစင်ကစားသမားဖြစ်လာတဲ့နောက်မှာ Harry Maguire ရဲ့ပုံ ရိတ်ကလည်းတဖြည်းဖြည်းနဲ့ပိုပြီးတော့မှကြီးမားလာတယ်။ဆိုတော့2019ခုနှစ်မှာ Manchester United အတင်ကအဲ့ဒီအချိန်တုန်းကဒါဘဟုနောက်ကလူတယောက်အတွက်တကယ်ကိုကမ္ဘာစံချိန်တွေပြောင်းရွှေ့ရေးပေါင်တန်း80နဲ့အရခေါ်ယူခဲ့တယ်။ဆိုတော့ Manchester United ကိုရောက်တဲ့အချိန်မှာ Harry Maguire ကိုပရိသတ်တွေကအများကြီးမျှော်လင့်ထားကြတယ်။ United ပရိသတ်တွေဆိုလို့ရှိရင်တကယ်ကို fan chat တွေလို့ဆို Harry Maguire အတွက်အများကြီးကိုမျှော်လင့်ထားတယ်။တကယ်တမ်းလည်း Harry Maguire ကရဲရောက်ခြင်းနဲ့မှချီးစွမ်းကောင်းတွေပြသနိုင်ခဲ့တယ်။အဲ့ဒီပြင်ကအတင်းကောင်းဆောင်လက်ပတ်ကိုပါ Trident တန်နဲ့ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့နောက်ပိုင်းမှာ Harry Maguire ရဲ့ခြေသွင်းကတဖြည်းဖြည်းနဲ့ကျဆင်းခဲ့ရတယ်။ဘယ်လိုမျိုးတဖြည်းဖြည်းနဲ့ကျဆင်းရလဲဆိုတော့ကျွန်တော်မမေ့ရပြောမယ်ဆိုရှင်အဲ့ဒီတုန်းကဒီအားလိုက်ရတခုမှာပေါ့နော် Harry Maguire က Greek ကိုအလဲသွားတယ်။အဲ့ Greek ကိုအလဲသွားတဲ့အချိန်မှာသူပြဿနာတခုတက်လာတယ်ပေါ့နော်။ဒါအဲ့ဒီကငယ်မိကန်ရဲတပ်ဖွဲ့နဲ့သူအချင်းများခဲ့တယ်ပေါ့။ဆိုတော့အဲ့ဒီခီးစဉ်ကနေပြန်လာပြီးတော့လိုက်နောက်မှာ Harry Maguire အနေနဲ့ ဆိုင်လမ်းမဆိုင်တာတော့မသိပေမဲ့တိုက်ဆိုင်မိတာလို့ပြောပြတာပါအဲ့ဒီနောက်ပိုင်းမှာဟယ်ရီမကွိုင်းအနေနဲ့ခြေစွမ်းတိတ်ပြီးတော့မပြနိုင်တော့ဘူးတပိပိနဲ့ခြေစွမ်းကကြားတဲ့ကြားတဲ့ကြားလာတယ်ကိုင်းထဲမှာတလွဲတွေလုံတယ်အမားတွေများလာတယ်အဲ့ဒီအချိန်မှာမန်ချက်စတာယူနိုက်တက်တင်မကဘူးတကဘာလုံးတိုက်နာနေပါဟယ်ရီမကွိုင်းကိုဝိုင်းပြီးတော့လှောင်ပြောင်တာမျိုးတွေအဲ true တာမျိုးတွေပြီးတော့ mean တွေထွက်တာမျိုးတွေအများကြီးပဲဗျာဒီလားတခုဆိုလို့ရှိရင်ဒီဟယ်ရီမကွိုင်းရဲ့ပုံကြီးနဲ့လှောင်ပြောင်တယောတာမျိုးတွေအများကြီးရှိကြတယ်အဲဒီလို video ဖိုင်လေးဗျာဒီမှာ Harry Maguire ဆိုတဲ့အတန်ကြီးနဲ့ဒီ YouTube တို့ TikTok တို့မှာ ကျွန်တော်တို့ခဏခဏပေါ့နော်ဒီ true တဲ့ပုံစံမျိုးတွေနဲ့မြင်တွေ့ခဲ့ကြရပြီးသွားပြီဆိုတော့ဒီလိုအခြေအနေမျိုးတွေမှာ ကျွန်တော်ဒီမြန်မာနိုင်ငံကလူတွေတော်မှာဒီခေါင်းကြီးခေါင်းကြီးဆိုပြီးတော့ဟယ်ရီမက်ကွိုင်းယားကိုတောင်းပန်လေးကြတာဗျာအင်္ဂလန်ကပရိသတ်တွေဆိုလို့ရှိရင်ပူရောင်ဆိုးသေးတယ်တိတက်ပူဆိုးတဲ့တောင်းပန်မှုတွေမဖြစ်တဲ့နဲ့ဗောနောချင်းချောင်းမှုမျိုးတွေတောင်မှလောက်ခဲ့ကြတယ်မက်ကွိုင်းယားကိုဆိုတော့ဒီလိုຢာရီအားလုံးကိုမက်ကွိုင်းယားကတကယ်ကိုကြမ်းကြမ်းခံခဲ့တယ်ဘာမှပြန်ပြီးမတုံ့ပြန်ဘူးဘယ်နီးပြတွေဘလို့ပဲပြောင်းပြောင်းနီးပြဆက်ဆက်သူ အရန်ကိုထိုင်ရလဲကိစ္စမရှိဘူးသူ့ရဲ့အသင်းကားဆောင်လက်ပတ်ဆုံးရှုံးသွားလဲသူဘာတခေါမှမပြောဘူးအရန်ကိုမှကြည်ကြည်နဲ့နဲ့ကြီးထိုင်နေသူပွဲထွက်ခွင့်ရလာမယ့်အချိန်ကိုစောင့်နေခုလက်ရှိ အမိုးရင်းရဲ့လက်ထက်မှာဆိုလို့ရှိရင်သူရန်ကုန်ထိုင်းရလဲကြီးတွားနေရမျိုးမရှိဘူးတကယ်ကိုပွဲထွက်ခွင့်ရတဲ့အချိန်တိုင်းမှာအသင်းတွေကအကောင်းဆုံးပေးဆက်ပြီးတော့ကစားတယ်တဖြည်းဖြည်းနဲ့မက်ဂွိုင်းယားကအသင်းရဲ့အရေးပါတဲ့ကစားမတစ်ယောက်ပြန်ဖြစ်လာတယ်အသင်းတွေကအရေးပါတဲ့အနိုင်ကိုတွေတွင်းတယ်ကစားခွင့်ရတဲ့အချိန်မိနစ်နည်းနည်းလေးဆိုရင်တော့မှအိုင်နည်းနည်းလေးအတွင်းမှာမဆုံးမနစ်ပဲပေးဆက်ပြီးတော့မှကစားတယ်ဆိုတော့ဟိုပြောမယ်ဆိုလို့ရှိရင်အရင်တုန်းကမက်ဂွိုင်းယားကိုဆဲခဲ့တဲ့လူတွေကအစလက်ရှိအချိန်မှာလက်ခုပ်တွေပြန်ပြီးတော့တင်းနေရပြီပေါ့နော်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဝေဘန်တန်တွေကိုလက်ခုပ်တန်ဖြစ်နေမက်ဂွိုင်းယားက ကအဲပြောင်းလဲပြနိုင်လိုက်ပြီလို့တော့ကျွန်တော်ကပြောချင်တယ်ဆိုတော့ဒီ mentality monster ဆိုတာကတကယ်ကိုစိတ်သက်ဟိုအရင်ကြီးအာတန်ပြီးတော့ဗောနော်ဟိုနိုင်လူစိတ်ပြင်းပြတဲ့လူတွေကိုပဲတတ်မှတ်ကြတာဗောတော့ဝေဘန်တန်တွေဂျားတွေကနေရုံထွက်ပြီးတော့ကိုယ့်ကိုယ်ကိုကောင်းတဲ့လူတယောက်ဖြစ်လူတွေလက်ခံလာတဲ့လူတယောက်ဖြစ်နေအဲပြန်တိဆောက်ပြတာကလည်းဒါ mentality monster လို့ကျွန်တော်တတ်မှတ်လို့ ရတယ်လို့ထင်တယ်ဆိုတော့ဘာပဲပြောကျွန်တော်တို့တော့ Harry Maguire က mentality monster player တယောက်ပါပဲဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးခဲ့တဲ့အရောက် Chelsea အများကြီးတင်ပါတယ်